တို့ဗုဒ္ဓဘာသာမှာတကယ်တော့ပြင်းကျိန်တော့မရဘူးပြင်းလိုက်တာဘာလို့မှမသိဘူးဆိုအဲ့ဒါဗုဒ္ဓဘာသာမဟုတ်လို့ဗုဒ္ဓဘာသာဝင်တယောက်ဆိုဒီချိန်ကအားနေတယ်ဆိုတာနဲ့မေတ္တာပို့နေမယ်ဗုဒ္ဓနုသတိပွားနေမယ်ဒီနေ့ကမာကြီးကတ်ဆိုင်နေပြီအန္တရာယ်ကလွတ်ကြပါစေဆင်းရဲတွင်းကလွတ်ကြပါစေဒီယောဂဘေးဆိုးကြီးကလွတ်မြောက်ကြပါစေကရုဏာပွားနေမယ်မရဘူးလားကိုယ်စိတ်မှအားချိန်မရဘူးအလုပ်တွေအများကြီးလုပ်လို့ရတယ်တတိပဌာန်အလုပ်တွေလုပ်လို့ရတယ် ဗုဒ္ဓနုတ်တိဓမ္မနုတ်တိနဲတန်ခါနုတ်တိဘာဝနာတွေပွားနေလို့မရဘူးလားလုံးဆရာတွေအများကြီးပြင်းနေတယ်ဆိုတာအဲ့ဒါတကယ်ဗုဒ္ဓဘာသာမဟုတ်လို့လမ်းစင်မရှိလို့လမ်းပြောင်းနေလို့တော့ပါလားတို့မှဖြည့်ကျင်းရမယ်သီလပြည့်စုံပြီလားပြည့်စုံသေးဘူးကိုယ်ကာယကံတနေ့တစ်နေ့ဦးစင်းလေးတရားတွေနေ့တိုင်းဟောနေတာနေ့တိုင်း25နှစ်ရှိပြီဦးစင်းတရားဟောနေဟောနေပြီမဲ့ညတိုင်းလေး တရားဟောပြီးသွားတိုင်းကိုယ့်ကိုယ်ကိုစိတ်တိုင်းပြဒီနေ့ပြောခဲ့တဲ့စကားဘယ်စကားငါရိုင်းလိုက်တာဘယ်စကားလေးကဘယ်လိုလေးပြောလိုက်ရင်ကောင်းမှာဘယ်စကလုံးလေးကပညာသားပါမှာဘယ်လိုပြောသင့်တာဟောတရားဟောရင်ငါဘယ်နှမဒေါသထွက်သွားသေးလေဟောကိုယ့်ကိုယ်ကိုအမြဲတမ်းစစ်ဆေးပြီးတော့အပြစ်ကင်းနိုင်အောင်ကြိုးစားလာတာခုချိန်ထိပြည့်စုံသေးဘူးဗျဟောပါလား ဲကြောင့်ဦးစိမအားဘူးအဲ့ဒဲလာတယ်မတွေ့နိုင်ဘူးကွာမငါငါစစ်ဆေးနေရတာပြင်းနေရဘယ်သူအကြောင်းဘယ်သူကအရှင်ဖျားကိုဘယ်ကိုတော့ကဘလို့ပြောအာသူအားလို့ပြောနေသူကသူပြောပါစေငါ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 ကိုပြင်လို့မရသေးဘူးဒီမှာရှင်းလားဘယ်သူအကြောင်းမှမသိဘူးဦးစိအခုအခုနိုင်ငံမှာဘယ်ဘယ်ဓမ္မခရိကရဲ့နာမည်ကြီးအဲ့မသိဘူးဘယ်သူတွေဘာမှမသိဘူးငါဘယ်သူပါပြောမသိဘူးသိအောင်လည်းမလုပ်ဘူး ကိုယ့်အကိုဖားရရမရရခင်ဗျားတို့ညညကြရင်ခင်ဗျားတို့ဒီနေ့ညကလိန်အောင်ကလိန်အောင်ကိုဆိုရင်ညီလေးမနေ့ကခေါ်သွားတယ်အဲ့တော့ညီလေးဘယ်လိုလုပ်ချင်းနေသူတို့ချင်းနေဘယ်လိုလုပ်သူတို့ level ဘယ်လောက်ရှိလဲငါဘယ်ကနေဘယ်လိုပြောရမလဲသူတို့ information ယူထားတယ်ခင်ဗျားတို့ကြောင်ကြောက်ကောင်းကောင်းသိပြီသားသဘောပါလားအဲ့တော့မှသူတို့ကိုဘယ်လိုပြီးခဲ့မလဲဘယ်လိုထိထိရောက်ရောက်ပြီးမလဲတနေ့မှမှတရက်တစ်ခါတနေ့မှတစ်ခါတစ်ခါမှတရက်တော့ဒါအเจ้าညီညွတ်လို့တွေ့ရတယ် တဏ္ဍာကလုံးကျိုးလဲပတ်ပြေးနေတာဥစဉ်ဝါသနာပါတဲ့အလုတ်ကတကယ်လှုပ်ချင်တဲ့အလုတ်ကတရားစခန်းလေးပြီးပြီးတော့နိဗ္ဗာန်ရောက်ခြင်းနဲ့ပုဂ္ဂိုလ်ဝိပဿနာလှုပ်ချင်တဲ့လူကိုဝိပဿနာကမ္မထံပြပြီးကိုယ်တိုင်လဲအားထုတ်ပြီးအေးအေးချမ်းချမ်းတကယ်တော့တယ်လီဖုန်းလိုင်းတောင်မမိတဲ့တောရဆောက်တနေရာမှာနေနေတာတကယ်စိတ်ရင်းတိုင်းဆိုအဲ့လိုပဲလှုပ်ချင်တယ်ဒါပေမဲ့အခုဒီထက်ကကိလေသာမနေနိုင်ဘူးဒီဟာတွေပေစုတ်စုတ်မှုံကုတ်ကုတ်နော် အုတ်ကြမြက်ပေါက်ကလေးကဝဖြစ်နေတာမကြည့်ရဘူးစောကားသလိုမျိုးဖြစ်သွားတယ်ဟင်ဦးဇင်းနှိတ်ကွက်လိုက်တာလားမဟုတ်ဘူးနော်ကိုဘဝကိုနားလည်အောင်လို့တို့အခြေအနေကအဲ့လိုဖြစ်နေတာသဘောပါလားအကွာကြီးအကွာကြီးဗျအ